အလောင်းဝိုင်းမင်္ဂလာပါဗျာခုတစ်ခါမှတော့မြောက်တကုံမှာ ကာဘိန်လေးဘိန်လုံးအခိုးခရာကြောင့်ရှင်းဖွင့်လာတဲ့မမတယောက်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝီဖန်သုံးတဲ့အပီချာပါအောင်ဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ ဆင်ညင်တယ်လို့ကိုမျက်နှာလည်းကိုမကြည့်ချင်သူမျက်နှာလည်းမကြည့်ချင်သူမျက်နှာမှမကြည့်ချင်တော့ပြော်လေလူတွေကအခုကလေလုံးလုံးစားချင်ဆိုမရှိခိုးပြီးတော့မှသူများပြစီအချောင်ရပြီးခိုးစားချင်တဲ့စိတ်တွေရှိတော့ဟိုတခါဆိုင်တန်ရားကိစ္စဖြစ်သွားတော့မှလည်းဆန်ရှင်ကျွန်မအပြစ်ဆန်ရှင်မရတယ်လို့ကျွန်မမမအပြစ်မပြောဆိုတော့ကိုကိုတိုင်းအခုံးခံရမှာဖြစ်ဖြစ်လာအခုကျွန်မတို့ဆိုလို့ရှိရင်အခုဘာခိုးခံရလဲကားလေးဘိန်းလုံးမရှိတော့ကားလေးဘိန်းလုံးလေးဘိန်းလုံးခိုးသွားတာအလွိုင်းတွေပါမရှိတော့ပြန်ဘိန်းတော့ဒါအခုမှ ဒါနောက်ပဲเนาะဒါအခုမှအစ်အစ်တက်ပြန်ဝဲလာတာအလိုင်းနေရောဒီမှာဒီမှာကြည့်ဒီမှာကြည့်တွေ့လားအဲတေချာကိုခုသွားတာဒါအနောက်ဘိန်းဒါအရှိဘိန်းဟမ်ဒီမှာတက်လာတေချာကိုခုသွားတာပြီးတော့ဒီမှာဒီဘက်ဒီဘက်ချမ်းဒီဘက်ချမ်းပြင်ဒီမှာမရှိဘူးမရှိတော့ပါသွားရင်ကိုရင်းလဲဟိုဘယ်လိုပြောမလဲဘယ်သူစီရမလကားရတာလဲပတ်စံနေတယ်လဲဝယ်ထားတာမဟုတ်ဘူးကိုချွင်းနေစားလဲလင်မြောင်ချိုးချွင်းချွတ်တာပြီးတော့ဝယ်ထားတာเนาะ ဝင်ထားတာစိတ်ညစ်တယ်တကယ်ပြန်အခုမနေ့ကျတော့မသိဘူးအောက်ကကိုရီးယားတိုက်ခန်းမှနေတာပေါ့ဒါဆိုတော့အောက်ကလူတွေကအမအောက်မနေ့ကအော်ပြောတော့မှသိတာဒီမှာနင်တို့ကားလာကြည့်အောင်ဘိန်းလေးဘိန်းလုံးမရှိတော့ဘူးဆိုတော့မှငါစင်းကြည့်တော့မှတကယ်မရှိတော့မရှိတော့ဘူးပေါ့နော်အခုသွားပြန်လို့တော့ဘယ်လောက်ကုန်